လောကလူတွေဟာစိတ်ဓာတ်မခိုင်တာဘာနဲ့ပတ်သက်မခိုင်တော့ဆိုရင်ညာတိပြဒနာဆွေတွေမျိုးတွေပျက်စီးရင်လည်းငိုကြတယ်ဟုတ်ကဲ့လားဘောဂပြဒနာစီးစိမ်ဥစ္စာတွေပျက်စီးရင်လည်းငိုကြတယ်ရောဂပြဒနာယောဂဖြစ်ရင်လည်းငိုကြတယ်သို့တော့သီလပြဒနာကိုခြင်းတရားပြတ်သွားဘူးမှမငိုဘူးဘူးမှမငိုဘူးဒိဋ္ဌိပြဒနာအယူဝါဒပြောင်းလဲဖောက်ပြန်သွားတယ်ဘူးမှမငိုဘူးအရေးကြီးတာကတော့ တိလပြဒနာနဲ့ဒိဋ္ဌိပြဒနာအပေထိအောင်ကြာစေနိုင်တယ်တဲ့ညာတိပြဒနာဘောဂပြဒနာရောဂပြဒနာဆိုရဲဒီပြဒနာတရား၃ပါးကဒီတဘဝတည်းမှာခံရတာတဲ့အဲတော့ဟိုဘက်ကျတော့တတိကောင်းတယ်ဒီဘက်ကျတော့တတိမကောင်းဘူးဒီလိုဖြစ်တယ်နော်အဲ့ဒါဘာလို့ဖြစ်ရတာတော့ဆိုတံပိုးထရခြင်းမတူလို့ပေါ့သူတော်ကောင်းတွေကျတော့ညာတိကိုလည်းဒီလောက်တံပိုးမထားဘူးဘောဂကိုလည်းဒီလောက်တံပိုးမထားဘူး သူတို့တံမိုးထားတာကဘာတော့ဆိုရင်သီလနဲ့ဒိဋ္ဌိအဲ့ဒါအပြည့်မခံဘူးဒါကသူတော်ကောင်းတွေအတွေ့ဟုတ်ကဲ့တမန်ပုဂ္ဂိုလ်တွေကအဲ့ဒါလို့မဟုတ်ဘူးအေးညာတိပြသနာနဲ့တွေ့လိုက်တဲ့အခါမှာမခံနိုင်ဘူးဘောဂပြသနာနဲ့တွေ့တဲ့အခါမှာမခံနိုင်ဘူးရောဂပြသနာဆိုတဲ့အခါယောဂဖြစ်လာလို့ရှင်လေလူတွေကမခံနိုင်ညာဘူးမခံနိုင်သည့်အတွက်ကြောင့်မြတ်မပြေမှာဗုဒ္ဓဘာသာလူမျိုးတွေပင် ဖြစ်လက်ကစား ယောဂါကိုနာမည်တက်လိုက်လို့ရှင်ဒီလူကမြင်မြင်သိသွားတတ်တယ်မခံနိုင်လို့ဟုတ်ကဲ့လားမခံနိုင်သည့်အတွက်ကြောင့်တိမဲယောဂါမျိုးဆိုလို့ရှင်အဲ့ဒီလူကမြင်မြင်သိသွားတတ်တယ်ခံနိုင်ပြီဆိုလို့ရှင်အသက်ရှင်နေတဲ့ပုဂ္ဂိုလ်တွေရှိတယ်နော်ဆရာဝန်တွေက3လပဲခံမယ်5လပဲခံမယ်6လပဲခံမယ်ဆိုတော့6နှစ်လောက်နေသွားတာတွေတောင်ရှိသေးတယ်ဘာဖြစ်လို့စိတ်ထချမ်းခိုင်တဲ့ပုဂ္ဂိုလ်တွေမှာ စိတ်ဓာတ်ကြန့်ခိုင်လို့ရှင်ဘာမှမဖြစ်ဘူးလူဆိုတာတော့ယောဂရှိသည်ဖြစ်စေမရှိသည်ဖြစ်စေတနေ့တော့တေမာပဲမဟုတ်လားအေးစိတ်ဓာတ်ကြန့်ခိုင်အောင်ကြိုးစားဖို့ကဒါလူရဲ့အရင်ချင်းတစ်ခုပဲတဲ့ဘာတွေပဲလာခဲ့လာခဲ့စိတ်ဓာတ်ကြန့်ခိုင်နေရဆိုလိုတာကတစ်ဖက်ကပြောမယ်ဆိုရင်လောကထံမုံတိုင်းကိုကြံ့ကြံ့ခံဖို့ပေါ့မုံတိုင်းနဲ့တွေ့တဲ့အခါမှာကြိတိပ္ပိကြီးတွေကရိန်ထိုးနေတယ် တချို့ကြတော့တိပိညီတွေဟာအကိုင်းနေကျိုးကြသွားတချို့ကြတော့အမြစ်ပါထောင်လဲသွားတန်းခိုင်မှုမရှိတာကိုပြောတာနော်ကဲတောင်ကြီးတွေကြတော့မုန်တိုင်းနဲ့တွေ့တာဘာဖြစ်တော့အားဖြစ်ဒါကြောင့်မို့လို့တောင်ကဲ့သို့ကိုယ်စိတ်တခိုင်မအောင်ကျိုးစားအထုဒါဝထာမလို့ပြောတာနော်လောကမှာနေလို့ရှင်လောကရံမုန်တိုင်းဆိုတာလာမှာပဲ ဆွေမျိုးတွေပျက်စီးတာနဲ့လည်းကြုံရမယ်စီးစိမ်ဥစ္စာတွေပျက်စီးတာနဲ့လည်းကြုံရမယ်ယောဂဖြစ်တာနဲ့လည်းကြုံရမယ်ဘာပဲကြုံလာကြုံလာတုံလုံးခြောက်ခြားမှုမရှိဘဲနဲ့ကြံ့ညံ့ခိုင်နိုင်ရမယ်ဒါလေ့ကျင့်ယူရမယ်ဟာပြောတာနော်အေးမသိချင်ဘူးဆိုတဲ့ပုံကိုယ်တွေကတိလာတဲ့အခါကျမခံနိုင်တော့ဘူးသွားခံနိုင်အောင်ကိုယ့်ကိုယ်လေ့ကျင့်ထားရမယ်လို့ဒီလိုဆိုတော့မြတ်စွာဘုရားကမရဏတတိဘာဝနာတို့ဘာလို့ပွားခိုင်းတယ်ဆိုတာဒါကိုပြောတာနော် စိတ်ဓာတ်ချမ်းခံမှုအတွက်ကိုယ်စိတ်ကိုလေ့ကျင့်ထားတဲ့မလေ့ကျင့်လို့ရှိရင်စိတ်ဓာတ်ဟာပျော့ညံ့ပြီးတော့မဖြစ်တဲ့အကုသိုလ်တွေဖြစ်လာတာပေါ့တောကတွေပရိဒေဝတွေနဲ့ဒီလိုဖြစ်လာ